းဆိုရင်အာဘယ်နာယူပါလဲလိုက်ရတယ်တော့ယူလို့ဖျားလို့လို့ရှိကိုရာတော်တော်ကျေးဇူးရှင်ပါတော်တော်ကျေးဇူးရှင်ပါဆိုရင်တော့ဖေကအခုဖေကိုရွေးချယ်ခွင့်ပေးထားတဲ့လင်းနေရအောင်ဖေရွေးနေပြီပေါ့နော်စိတ်ထဲမှာအခု process လုပ်နေတယ်။ဒီနေ့အချိန်မှာကြာတော့ process နေတာတော့မဟုတ်ဘူး။ ဒါပေမဲ့ဒီနေ့ကသမီးလေးခုရလာပါလာဆိုတော့ဒီနေ့မောကတော့တည်ကြသွားတယ်ဆပ်ပင်းမောမှလည်းသူတို့ကတ်ထားတယ်ပတ်မခေါ်ရတဲ့ပုံဆိုင်မျိုးကတ်ထားတယ်ဆိုတော့ဆိုတော့ဒီမောတော့ခုပြေးလိုက်တယ်ပြောဆင်းလဲဆိုပြီပေါ့။ဆင်းဆိုပြီကလည်းပတ်တူပြီးမခေါ်ဘူး။တော့ရင်းဟောက်ဖြစ်မလား။ဆန်ဒွိတ်ဟောက်ဖြစ်မလား။ဟောက်ဖြစ်လို့ခုရတခုကိုရေးနေ။ရင်းဟောက်ဆင်းရောက်တော့ဟိုသဘောကျရင်းနဲ့ဖြစ်နေစေ။ဒီဟောက်ကိုရင်းကောင်း။ဆင်းရောက်သွားရင်းရောက်သွားမယ်လေ။တ िश ူးတစ်ခုမှအလိုရင်းဟောက် မြန်ငင်းဟောင်းဆန်ဝစ်ဟောင်းဆိုပြီးရေးလိုက်အဲ့ဒါကိုငါနှိုင်းလိုက်ပဲပြီးသွားရဆိုဒီခေါလိုက်အရင်ခေါလိုက်အရင်ရေးခွင့်နဲ့ဒီလမ်းနှစ်ဖက်ထဲကတစ်ခုရွေးရမှာပေါ့တစ်ဖက်ကရန်ငင်းဟောင်းတစ်ဖက်ကဆန်ဝစ်ဟောင်းဒီနှစ်ခုရွေးရခွေးတစ်ခုရွေးလိုက်မယ်နော်ခွေးဘာမှမသိဘူးအားလုံးမြင်တဲ့အတိုင်းပဲဆိုတော့ဒီလက်ပြေးကျိုးလေးပတ်ထားရလက်ဟေးဆန်ဝစ်ဟောင်းပါ ဟုတ်ကဲ့အဲ့ဆိုရင်တော့ Fury Sandwich House ကိုကြားလိုက်ပါမယ်ရှင်။ Fury နောက်ဆုံးမဲနိုင်လိုက်ပြန်ပြီ။ Sandwich House ကိုရှောင်းနေပြီဆိုတော့ဝင်နာပြီဖြစ်နေဆိုတာဆက်ကြည့်လိုက်ကြပါအောင်ရှင်။ဟုတ်ကိုပထမ် 怎么没水？啊！喂，哪里不？来一点，要不鲍鱼肉？他这都是狗呀！大哥，今天是吗？大哥，今天是吗？အဲ့တော့ဖျားတော့လို့ရတယ်။အထက်ရွတ်ကြမယ်။တကယ်နော်။တကယ်။ Okay. 啊，你干啥？妈，妈，妈，别进来。啊？哦，地板里有。这个哪一种来着？板里有变味的。你别动，打电话他们接哦。ကိုရမမရှိမှကိုလည်းမသိနိုင်ဘူးလေအဲ့တော့လေဒီမျိုးဘယ်လို ဘယ်လိုပြောမလဲခံမှန်းရတာပေါ့နော်ဝေပမာရှိနိုင်မယ်အဓိကကျွန်တော်ထင်လိုက်တာလို့စိမ့်လန်းဆိုပြီးမှအဲ့ဒီမျိုးအဲ့လိုပေါ့နော်ဟိုဟိုရှိလောက်မယ်ဘာဖြစ်အဲ့လိုပေါ့ဒီအဲဘာပဲဖြစ်ဒီလိုနေရာချစ်သူယူသမီးသားတွေအဲ့လိုပေါ့ဒီမျိုးဘယ်လိုပြောချိန်တွဲမဲ့နေရာအဲ့လိုပေါ့နော် ကျွန်တော်အဲ့လိုသူရှိမှာပဲအထင်နဲ့ကျွန်တော်ဒီကိုအဲ့လိုဟိုကဖြစ်လိုက်ဖြစ်ပါတယ်ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်ပေါ့နော်ဆူတောင်းခဲ့တာပေါ့ဘယ်နေရာမှာပြပွေးအဲ့လိုကြော်ပေးပြီးများထိုင်နေမလားကျွန်တော်အဲ့လိုပြပွေးများရှိမလားဟိုနေရာလေးမှာပဲရှိနေမလားထိုင်နေမလားဆိုအဲ့လိုနေရာအနှံ့ကိုအဲ့လိုလိုက်ရှာနေမိခဲ့တယ်ပေါ့နော်ဘာလို့ဝမ်းနေမိကြပါပေါ့နော် အကောင်လုံးကလည်းဝမ်းနာဖြစ်ဖို့အတွက်အဓိကယူရချက်နဲ့လာပြိုင်ကြဆိုတော့လေအဲတိုင်းမဲ့လိုကန်တရားပေါ့ဗောနော်ကန်ဟိုပဲလိုပုံချမှာပဲပေါ့နော်အဓိကတော့အဲ့လိုပေါ့ကိုကတော့အကောင်းဆုံးအဲ့လိုစူးစမ်းရှင်းပြခဲ့ပါတယ်အဲ့အတွက်လည်းဂုဏ်ယူပါတယ်ခင်ဗျာ

ဝိနာအခုကျွန်တော်တို့ရောက်နေတာကတော့ Sandwich House Bistro မှာဖြစ်ပါတယ်အဲ့တော့ဘုဖွေက location လေးနေရာထဲမှာဒီနေရာကိုသူကြိုပြီးတော့သွားဆောင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့၄ယောက်ထဲကအခုဒီနေရာကိုရောက်လာတဲ့ဝိနာဖြစ်သွားတဲ့ညီလေးနဲ့ဘုဖွေနဲ့တွေ့နေပြီဖြစ်ပါတယ်ခင်ဗျ congratulations ပါဘယ်သိမလဲ congratulations ပါ crown ရပါပါလေပန်းစီရဖွေးသူ့ပေးရအောင်သူပြန်ပေးရတော့ပြန်ပေးရအကားပေါ်ဆက်ထွက်ပြီဆိုတာနဲ့ပေါ့နော်တော့ပထမရတယ်ဟိုအဓိကပထမပေါ့ ETV လို့ပဲကောင်းပါပေါ့စတိုက်ရွတ်တာပေါ့နော်တော့မလွင်အဲ့ဒါပဲရွတ်တာရွတ်တယ်ရွတ်တယ်ရွတ်တယ်အပြီးတော့အမေကိုလည်းပေါ့နော်အအဝင်လာဖြစ်အမေဒါပေးမှာပေါ့ပြန်မှာကိစ္စကြီးတည်ရေပေါ့နော်အဲ့လိုလုံရင်းလုံရင်းလုံနေအပြီးရောက်လာ ရောက်လာတော့တိတ်ဆိတ်နေတာဘာဘူးမှရပေါ့နော်အကောင်ကတေးဥစားကောင်အောင်းမေးကအဲ့လို surprise တိုက်လာတာမသိဘူးပေါ့နော်အဲ့လိုဆိုက်ရောက်လာတော့အဘူးမှမရှိဘူးမဖို့လိုက်ရှာပေါ့နော်ဒီမှာထိုင်နေလားပေါ့ဒီဘက်တွေလည်းကြည့်ရဟိုဘက်တွေလည်းကြည့်ရဟိုဝင်းထဲကြည့်ရဟိုအောက်တာမင်းရဘူးတဲ့ပြီးတော့အသွေးလည်းမတွေ့တော့ဘူးသွားပြီးလို့ငါတော့လည်းမပါတော့ဘူးလို့ငိုကျင်တာပေါ့နော်အမတော်တော်ငိုကျင်နေပြီအဲ့မှာမှန်ပေါင်းလေးလည်းကြည့်သေးတယ်ပြီးတော့အမကျွန်တော်အဲ့ဟို reception လို့ပုံစံမျိုးလေးအဲ့မှားတဲ့နေရာမှာလည်းကြည့်လဲကြည့်လိုက်တော့အမအမသူကနည်းနည်းပြောသွားတာကြောင့်တော့တဘောကနည်းနည်းပေါက်သွားပြီးတော့ ဗာလေကိုပထန်းနဲ့ကိုပထန်းနဲ့ကိုပထန်းကိုမကြည့်ရကိုပထန်းကကြားဘူးရေဒီနာမည်လို့ဘာလို့လဲပေါ့ပြီးတော့မဝေးကြည့်တော့အားလုံးကကျွန်တော်အိမ်မမနေတယ်လို့ပဲအခုတော့တကယ်မယုံဘူးပေါ့နော်အခုတော့ရင်းနေတော်မှအခုတော့အောင့်နေပေါ့နော်ကိုဒီအရန်ပျော်တယ်ပေါ့နော် surprise လုံးဝဖြစ်မိပါတယ်ခင်ဗျာဟုတ်အခုပြိုင်ပွဲကြီး၄ရောက်ထဲမှာဒီလေးအောင်ဖြိုးက sandwich house resto စိုက်စိုက်မြန်မြန်ရောက်ရှိလာတာဖြစ်တဲ့အတွက် day with ဖွဲ့ဖွဲ့စီစဉ်ရဲ့ winner ဖြစ်သွားတော့ပြီခင်ဗျာ congratulations ပါ congratulations ပါကဲပြောပါဦးပြောပါဦးတင်းတယ်ဘလို့အခုလေးနေရာပြလိုက်တဲ့အချိန်မှာ तू ကကတ်နံပါတ်1ကိုဆွဲရအောင်ဆွဲရဆို तू အရင်ဆုံးရွေးခွင့်ရတယ်လေးနေရာမှာဘာဖြစ်လို့ဒီနေရာကိုစဉ်းစားမိတာဟုတ်အမအဲ့လိုရိုက်ပွေးရင်းနေပါအမေရိကန်လို့ပြောဦးပြီအမရေကျွန်တော်မှတ်ထားအမေရိကန်လို့ပြီးတော့အစမ်းလေးကိုစမ်းထွန်းနေမယ်လေပါအထူးသဖြင့်

ဒီကကျွန်တော်ကန်လို့ပြောရမှာပေါ့နော်ဘာဖြစ်လို့ဆိုတော့ပထမတကယ်ကြတော့ဟိုနှမရအကိုရင်ဆွဲခိုင်းတယ်ပေါ့နော်ဒုတိယအမှတ်ကြတော့ဒုတိယကကျွန်တော်၃ရောင်လုံးပြိုင်လို့ဆွဲရအချိန်ကကန်တရားကျွန်တော်ဖက်ကိုညနာပေးပြီးတိရပါပေါ့နော်တိရအချိန်မှာအဲဆန်ဆန်ဝစ်တော့ဟောက်ပေါ့နော်ဒီကိုဘာဖြစ်လို့လဲဆိုတော့အမအမေရိကန်တို့ကျွန်တော်တို့ပြိုင်ပွဲဝင်နေတယ်ကျွန်တော်လောကသတိထားမိနော်အသေးစိတ်ကအစားပေါ့နော်သတိထားလိုက်တော့အမအမေရိကန်တို့ကပါလာလားလို့ပြောလိုက်တော့အမကော်ဖီတိုင်းတော့ထိုင်လာအောင်မယ်လို့ပြီးတော့ကဖီလို့လည်းရွေးထားတော့ပြီးတော့ဆန်ဒွိ့ဆိုတော့ကိုဆန်ဒွိ့နဲ့လည်းနည်းနည်းနည်းပဲတူရယ်ပေါ့နော် အဲကြောင့်အဲ့လိုရွေးလိုက်တာပေါ့နော်အဆန်းလေးဖြစ်နေတော့ရွေးလိုက်ဘူးဘူးရောအခု၄ရောက်ထဲမှာအာဟိုမျောလင့်ထားတဲ့သူနဲ့ဝင်တာဖြစ်လာတဲ့လူနဲ့ကွက်တိကြလားဘယ်လိုခံစားရလဲမနှမ်းပြောရရင်တော့ဖွေးရလေဖွေးစိတ်ထဲမှာဖြစ်နေတဲ့ energy ကိုပါ fair ဖြစ်နေတာဖြစ်နေတော့ကိုကလေလို၄ရောက်လုံးကငါ့ကိုရမ်းစစ်တဲ့၄ရောက်ဒီ၄ရောက်ဆရာပြင်ကြမယ်ဆိုတာမမှန်တာဘာမှမကိုယ့်ရဲ့ glamping ကတော့အကုန်လုံး လောင်းကားရေလုံးနေကြအောင်အကုန်လုံးပြောင်းလိုက်အောင်ဒီပြီးတော့အကုန်လုံးဝိုင်းမန်းတာမဲအများဆုံးကတော့ကိုပထန်းနဲ့ကိုပထန်းကိုပထန်းရွတ်မယ်ဆိုတော့ကိုပထန်းအဲတော့တမဲစီကတော့ဟိုအလုံးလေးယောက်လုံးမှရှိရပေါ့နော်သူကြောက်ထဲလေးမဲဖြစ်နေရောဟိုကိုလည်းမသိကွာဘာမှမတွေ့ထားဒါအမှန်တိုင်းလေးပြလုံးအောင်လေဆိုတော့ကိုပထန်းဖြစ်သွားရပေါ့နော်ကိုပထန်းဖြစ်သွားရပထန်းဖြစ်သွားအဲ့တော့အခု final day မှာ ဝင်တာဘယ်သူလဲဆိုတာလည်းသိရပြီဖြစ်တဲ့အတွက်နောက်ထပ်စီစဉ်မှာတော့အောင်ကျိုးနဲ့ကိုကိုတို့ရဲ့ date trip လေးကိုအတူတူကြော်ရွှင်စွာဆက်လက်ပြီးတော့တွားရောက်ကြပြီးတို့ဘာတွေလုပ်ကြမလဲအာ date မှာဘလိုတွေပျော်စရာစီစဉ်လေးတွေချီးမွမ်းစရာစီစဉ်လေးတွေနဲ့တွားမလဲပြီးတော့ဒီနာ date လေးကိုဘလိုတွေဆင်ွဲမလဲဆိုတာအားလုံးဆက်လက်စောင့်ကြည့်အောင်ဖြူစားအားပေးပါဦးလို့ပြောပြပါ ှာတော့နောက်ဆုံးကြံတဲ့ဒီလေးယောက်ပေါ့နော်ဘသူပဲရရောက်ဖွေးရတော့ဝမ်းသာမှာပဲဖွေးလို့ချစ်တဲ့သူပဲဆိုတော့အခုဒီဟိုကိုအောင်ဖြိုးရသွားတဲ့ပုံမှာလည်းဝမ်းသာပါရောလို့ဆိုတော့သူကလည်းဖျားစာအရင်ညွတ်တယ်ကိုကလည်းဖျားစာအရင်ညွတ်တယ်ဆိုတော့ဖျားရတူတူဖူးလို့ရတာပေါ့လို့ဆိုတော့တမွေးဝင်နေရကိုကပြောမယ်ဆိုလို့ရှိရင်နံပါတ်နဲ့ပဲသိရတာလေဆိုတော့ဟိုအသေးခွင့်မလုပ်လဲဆိုတဲ့ပုံမှာသူကပထန်းညွတ်တယ်ဆိုတော့သူကကိုပထန်းဆိုပြီးတော့ကမှတ်မိသွားအသေးကွင်းနေတဲ့အချိန်မလုပ်မလဲဖျားသွားမယ် ဒါပါလေပထမ်းယူမယ်ဩအဲထဲမှာပြောလို့မရဘူးလဲလို့လည်းမရဘူးအတိအကားပေါ့နော်ကျွန်တော်အိမ်မက်မနေရလားပေါ့နော်အဲ့လိုဖြစ်နေရပေါ့နော်ခုတော့ပြီးတော့ယူထားယူလိုက်လားပေါ့ပုံကိုပြန်တွေ့ရပါဘာလို့လဲဆိုတော့ကိုယ်ရဲ့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တနာကြီးတစ်ခါနိုးရဲနိုးပြီးတော့ တနအယုံမှားပြီးတော့ဟာငါသွားတော့မယ်ဆိုပြီးကုတ်တွေပါအဲ့လိုဝင်ပြီးတော့ဘေးနားအကွာနေပြီခင်ဗျာမရောက်သေးဘူးတနအယုံခွဲပဲရှိသေးတယ်ဟာကျွန်တော်အဲ့ဒါပြန်အိတ်လေဖိတ်ပြီးတော့၃နိုင်ပြန်နိုးလာတယ်ကျွန်တော်၃နိုင်တော့ပြန်၄နိုင်ခွဲထပ်နိုးလာတယ်ကျွန်တော်တော့တနအယုံပဲအိတ်ကားသေးပါတော့အခုဆိုရင်ကျွန်တော်မသိကြည်လည်းတည်ရပါတော့အရင်စိတ်လှုပ်ရှားနေအိုက်ကလေးရပါတော့အခုလိုဖြစ်သွားတော့လေအဓိကအမေအတွက်အရင်ပြော့ပါပေါ့နော်ဒီကကျွန်တော်ဆိုတာကကျွန်တော်အမေအရင်ပြော့တယ်ပြီးတော့အမေပြော့ပြီးတော့ကျွန်တော်ပြော့တယ်ဟာလို့ဆိုတော့ကျွန်တော်လည်းတင်းဆောင်အရင်လည်းဝါသနာပါပြီးတော့အမအမနဲ့လည်းဒီလိုဆိုတာသွားမှာပေါ့နော်တစ်ခါမှအဲ့လို ဘသူမှပေါ့နော်မျော်မှန်းလို့မရအရာကြီးဆိုတော့လေပြီးတော့ကျွန်တော်လည်းလုံးဝမမျော်မှန်းထားဘူးပေါ့နော်။ဘာဖြစ်ဆိုအစင်းအစင်းနေတယ်ကျွန်တော်ကန်တရားရောဘာတွေရောအများကြီးနဲ့လာခဲ့တာဆိုတော့လေကျွန်တော်တော်တော်ရင်ခုန်မိရပေါ့နော်ပြီးတော့တော်တော်လည်းကြောက်မိရပေါ့နော်ဘယ်နာပြည့်အောင်ပြန်ထလာပါလဲဆိုတော့ပြောပါမယ်။ဒီကကြည့်အောင်ဘယ်နာလဲဆိုတော့ပြန်ပါပါဒါဟာဘာတောင်မှာ။ဒါကဒါကွေးရဆန်း โอเคကျွန်တော်ဒီလွန်ခဲ့တဲ့3လလောက်ကအဲကျွန်တော်ငလင်းဆက်လုပ်သွားတော့ကျွန်တော်ပရိုဂရမ်နည်းနည်းနောက်ရွှေ့လိုက်တယ်ပေါ့နော်ရွှေ့ပြီးတော့တုံးရအကြာမေကားအက်ဆီဒန့်ဖြစ်ပြီးတော့လက်ကျိုးသွားတယ်ပေါ့နော်အဲ့ရဲ့အချိန်မှာပေါ့နော်အမေကပထမ်းကျွတ်သွားတယ်အဲ့ဒီမှတိုင်ပထမ်းလည်းကျွတ်သွားတယ်ဒါပေမဲ့အဲ့ဒါမှအသက်အနည်းဘာမှမဆုံးရရပါဘူးနော်အဓိကတော့ ပြီးတော့အဲ့အချိန်မှာပေါ့ကျွန်တော်ဘလို့ကိုဝမ်းနေလဲပေါ့ဘလို့ကိုခံစားရလဲဆိုတော့အဲ့ဝင်နေနေရပေါ့နော်အမေကလိုက်ပို့ပေးရပေါ့နော်အကိုလိုလည်းမြင်ပါပါချုံနေပေါ့လိုက်ပို့ပေးရအမေကဒီပွဲကိုလည်းကျွန်တော်ဒီသူလက်ဖြစ်သွင်းမယ်လဲလိုက်ပို့ခြင်းတယ်ဒါပေမဲ့လက်ကလုံးဝနှုတ်လို့မရအောင်လေသူ့အနေနဲ့လည်းလိုက်ပို့လို့မရဘူးပေါ့နော်ပြီးတော့အဲကြောင့်မလို့ကျွန်တော်ဘလို့လဲဆိုတော့အမေမွေးနေလဲကိုကျွန်တော်ကမလုပ်ရတဲ့ကွယ်လေးလပိုင်းလောက်ကလုပ်လိုက်တယ်ပေါ့ကျွန်တော်အနေနဲ့အမေကိုလည်းမွေးလက်ဆောင်လေးလည်းပေးခြင်းတယ်တခါမှချီးချီးမမဘွားမှာတခါမှမပေးဘူးအကိုရဲ့ပြီးတော့အမေပဲကျွန်တော်ဖြည့်ဆည်းပေးရပါပဲလို့လို့ပေါ့နော်ကျွန်တော်ဘွားမှာတခါမှဖြည့်ဆည်းအခုကအမေကိုပေးခြင်းတယ် ဆန္ဒကျွန်တော်အတွက်ပေါ့နော်အဓိကအရာရာတိုင်းအကုန်ပြည့်စုံသွားလို့ပြောမှာပေါ့နော်အဆူငွေစုံလေးရနေပြီတော့မြေဆန်မြေဒီကရဒီတော့ဘယ်လိုလဲပြောလဲမသိဘူးဆက်ပြောလိုက်မေးအရင်ပြောလေလမ်းတယ်နော်ပြောလိုက်ဆိုပြောပြောလို့ပြောမသိဘူးကဲလက်ကောင်းလိုက်ကောင်းကောင်းပြီးပါတော့ဒီလေအဲ့ကောင်မှာတော့ရှင်းကြတော့ပါအပီးနေတာကြည်နေတမီးသားကိုကြည်အောင်ဟောတမီးသားကိုကြိုက်တာအရင်ပြောနေတာသူကသူကတော့ပြောပါတယ်ကျွန်တော်တော့ပြောပါတယ် မလည်းအဲ့လိုလေတို့ဂျမန်စာတို့ဘယ်လိုဆိုရဘယ်လိုမရောပါအလားမရောမရောဒီတော့လည်းမကြည့်ရမင်းတို့ဒါကြောင့်မနေနဲ့က like ကြအောင်မင်းတို့ clip နဲ့လူကိုအားတော့တည်သေးတယ်လို့ clip နဲ့လူကိုမရောမရောပြရတယ်ပြီးပြောတော့ဆောင်းကစီးဆိုမင်းရဲ့အမေဘယ်လိုထင်လဲခင်ဗျာ

ကောင်းမယ်ဟုတ်အမဆင်းလို့မယ်အဲ့ဘယ်ပြောတော့အမတရားကိုရှိရဲ့အဲ့ဒီလေလက်မမြန်ပြောက်ပါစီတော့ဒီအကျိုးဝါဆီဟုတ်အဲ့ဒီဆိုင်ပါတော့ ဒီချိန်ထိပေါ့နော်ခုရအချိန်ပေးပြီးတော့ခုချစ်တဲ့စိတ်တစ်ခုရဲ့နဲ့ပဲအောင်မကင်းဆိုင်မလဲလာပြီးတော့ဒီတဝက်မျိုးစီစဉ်မှာလာပြီးပြန်ပြရတော့လေအချိန်မီအတွက်တော့လူလူကိုယ်တိုင်လာပြီးရအကုန်ပေါ့နော်အရာရာအတွက်ကြီးကြီးတင်ပါတယ်လူစိတ်ခွန်အားရလူခွန်အားရဟိုပြန်မှန်းခဲ့ရတဲ့အကုန်လုံးတို့ကြီးကြီးတင်ပါတယ်လို့အဲဒီမှာမဆုံးဖြစ်ပေမဲ့လည်းခုတို့ချားဒီပွဲတွေရှိရဆိုလို့ရှင်လည်းထိပ်ပြီးတော့ဆုံကြပါအောင်လို့ဟုတ်ကဲ့ ဒီနေ့ဆိုရင်တော့ fifth date မှာဒိဝိမေရဲ့ဝင်တာဘာလို့လဲဆိုတာပြည်သက်ကြီးရောဖွေရောအားလုံးသိရပြီပေါ့နော်အဲ့ဒီတော့ဒီဝင်နေတဲ့ပြင်းလည်ကိုသွားမဲ့ခီယူလည်းဆက်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်လို့ဖိတ်ခေါ်ပါရရှင်ဟုတ်ကဲ့ပါတကယ်ကြီးဝမ်းတာပါလေခန်းပေါ်လေးဖြစ်တော်လေးသူနဲ့ဟုတ်ကဲ့ပါအရန်ဝမ်းတာပါလေဟုတ်ကဲ့ပါဂုံယူပါလေဖိုက်တင်ပါတကယ်ချင်းနံပါတ်3တော့ကျွန်တော်ခံမှန်းထားတဲ့ဟိုကျွန်တော်တို့ရဲ့မိခင်ထင်သွားတာပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့နှစ်ယောက်လုံးရွေးချယ်ထားတဲ့စိတ်နှံဆိုပြီးသူကရွေးသွားတယ်ဆိုတော့လေ ။ဘာဖြစ်ဖြစ်တကယ်တမ်းဆိုလို့ရှိရင်တော့ကျွန်တော်ပထမဆုံးရွေးတဲ့သူကဝင်လာဖြစ်သွားတာနော်။အဲ့တော့တနေ့တုံးရုံလုံးမှာကန်စာတာမပါလာတာပေါ့နော်။ဘာလို့လဲဆိုတော့နှစ်ရွေးရင်တော့မှနှစ်ဟာနှစ်ကျွန်တော်ကနှစ်ကြွားလို့ထပ်ရွေးရင်တော့မှအဲ့မှာမရှိဘူးလေ။မဖွေးရနံပါတ်1ရွေးတဲ့တယောက်နေရာမှာရှိတာဆိုတော့သူကန်ကောင်းတာပေါ့နော်။သူကနံပါတ်1လဲကြတယ်။မနာလဲဖြစ်တယ်ဆိုတော့တော်တော်ကန်ကောင်းတာပါ။ကိုယ်တို့ကိုယ်ညှော်လင့်ထားတဲ့သူမဟုတ်ပဲနဲ့မညှော်လင့်ထားတဲ့သူကဝန်သားဖြစ်သွားတဲ့အတွက် ိုပြီးစိတ်မကောင်းဖြစ်တာအာဘာလို့ပြောချင်လဲဆိုတော့ congratulation မှာအဲအရင်တော့မကြွားပါနဲ့ပေါ့နော်ဟိုဝင်းနာဖြစ်သွားတဲ့အပေါ်မှာလည်းအရင်ဟိုဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲဆိုတော့ဒီပေါ်တလူကြီးပေါ့နော်ဒီပေါ်တလူကြီးတော့မဖြစ်ပါနဲ့လို့အပေါ်လုံးကဒါမော်နမစိတ်ကြက်နဲ့ပြိုင်နေပေါ့နော်ပြိုင်ပဲပြိုင်ပဲစိတ်ကြက်နဲ့ပြိုင်တာမဟုတ်တဲ့အတွက် ဘသူတော့ဝင်နိုင်ရပါစေဘသူတော့ဝင်နိုင်မရပါစေနဲ့ဆိုတော့စိတ်လည်းဘူးမှမရှိတဲ့အတွက်ကိုဝင်နိုင်ရလို့ရှင်လည်းညင်ညင်ချင်းချင်းလေးပြောပေးပါလို့အရင်ကရက်မထားပါနဲ့နော်ကျွန်တော်တို့ဂရုတွေကိုလာပြီးတော့ကြွားလို့မဆုံးတပြုံးပြုံးအဲ့ဒါတွေလာမလုပ်ကြပါနဲ့လို့အဲ့ဒါပဲမှားခြင်းပါလေသူ့တော့အဲ့ဒီကိုတွားတိတ်ပြီးဆိုလို့ရှင်လည်းသူတွားခြင်းနဲ့နေရာလေးသူတွားတော်ရစီသူလုတ်ချင်တာသူလုတ်တော်ရစီကွက်ကိုပဲအေးစင်းနေပါလို့တီဗီမှာလွှင့်လို့ရှင်ကွက်ကိုကြည့်လိုက်ပါမယ်။တွားပဲနေတွားလဲဆိုတော့ကျွန်တော်တို့ကွက်ကိုကြည့်လိုက်ပါမယ်။တကူးတကာကြီးဟိုအကောင့်ကြီးလည်းလာမကြွားကြပါနဲ့